စာရောရဲ့67နှစ်ပြည့် post postcard ပေါ့နော်ဟောစတီတာလေးပြီးတော့ဒီစကသမားတွေကြီးစင်ရင်သားတွေဒီနေရာမှာတနည်းဘောကိုညုံကန်လို့ချနေတဲ့အာဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေဒီတိုင်းဝင်မှာရှိနေတာပေါ့စာရောရဲ့ဥဇရာမင်္ဂလာပေါ့နော်67နှစ်ပြည့်မွေးနေ့မှာလို့ပြီးတော့ဒီနေ့အလူမင်္ဂလာပြုလုပ်တဲ့နေ့ဖြစ်တာဒီနေ့လူရတာတော့ဟိုပြောတာပေါ့အားလုံးရွှေရွှေရှင်းရှင်းပဲလူရဲ့လူတွေလည်းပြောသလိုအလူခံတဲ့လူတွေလည်းပြောပါတယ်သူတို့ရဲ့ အပြုံးလေးကြီးရတာပီတီဖြစ်မိပါတယ်ဟာဒီနေ့ကဟိုဟိုချစ်စနိုးဦးလို့ပေါ့နော်ချစ်စနိုးဦးကလည်းဝတ္ထုငွေသားတယ်လူလူတန်းပါလေနောက်ဆိုတော့ထူရင်လည်းကလည်းလူတန်းတယ်နောက်တော့ဘေဘီမောင်ရောကလည်းအာဒီတန်စီမောင်ရောကလည်းပဲသူတို့ကလည်းလူတန်းတယ်ကိုကတော့ဒီစတော့ချင်းတော်တော်ပြေးစားတော့ဘရားကြီးရဲ့ဟိုဝိဇ္ဇာမင်္ဂလာပေါ့နော်အော်တက်တော်ချစ်စင်ပြနစ်ပြေကုန် စာတော်ကြီးရဲ့အာတတော်ချစ်စစ်တနေ့ပြင်မွေးနေ့မင်္ဂလာပေါ့နော်ဒီမွေးနေ့အလိုမင်္ဂလာမှာဒီမီတော့ဒီနေ့ဘုရင်တော်တာမွေးနေ့ရှိတဲ့အနေရင်တမစိတ်ကတမရယ်အာနောက်ပြီးတော့မြစ်စင်းသားရယ်အာနောက်ပြီးတော့ဒီမေတ္တာမြဲလို့ပေါ့နော်ဟိုတက္ကစံတငယ်ကျွမ်းကဆရာလေးတွေရဲ့ကျောင်းပေါ်30လောက်ရှိတာပေါ့ဆရာလေးတွေပေါ့နော်အဲကဆရာလေးတွေနဲ့ပေါ့နော်ဘုရင်တော်အခြေခံစာကုန်လေနော်ဒီ စံစီစာပေါ့နော်။အော်ဘစ်ကွမ်မုံလေးနော်ကြာစံလေးပါတယ်ပေါ့နော်။နောက်ဒီစာရောရဲ့စစ်စစ်နေပြီးပို့ပို့စကပ်ပေါ့နော်။အော်စတီကာလေး။နောက်ပြီးတော့ဒီစကသမားတွေကြီးစင်သားတွေဒီနေရာမှာတနည်းဘောကိုဂျုံကန်လုံးချနေတယ်။အာဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေဒီတာဝန်မှာရှိနေတာပေါ့။စာရောရဲ့ဥစရာမင်္ဂလာပေါ့နော်။စစ်စစ်နေပြီးမွေးနေမှာပြီးတော့ဒီလိုမျိုးကပီလိုဒင်းမျိုးဖြစ်တာ ဒီနေ့ကတော့ဘုံဘုံရဲ့ရှင်စစ်တနည်းပြေမွေလေးကိုဘုံဘုံဦးစင်ဘလူးကခေါ်လို့လာတာပါ။ဘုံဘုံကလည်းဒီမွေလေးနဲ့အတူတခြားအလူလေးတွေလည်းဘုံဘုံလုပ်ဖြစ်ပါတယ်။ဘုံဘုံအာခေါ်လေးခေါ်တာရှိပါတယ်။ဘုံဘုံခေါ်လို့ရှိလို့ရှိရင်တော့အမြဲတမ်းဘုံဘွေငယ်နိုင်နေဖြစ်တဲ့ကျွန်တော်တို့ကအမြဲလာနေကြပါဒီနေ့လူရတာတော့ဟိုပြောတာပေါ့အားလုံးမျိုးရွှင်ရှင်ပဲလူရတဲ့လူတွေလည်းပြောသလိုအလူခံတဲ့လူတွေလည်းပြောပါတယ်သူတို့ရဲ့အပြုံးလေးကြီးရတာ အပီတီဖြစ်နေပါတယ်ဟောဒီနေ့ကဟိုဟိုစစ်စနိုးဦးလို့ပေါ့နော်စစ်စနိုးဦးကလည်းဝတ်ထုငွေသားတယ်လို့ပြန်လူတန်းပါတယ်နောက်ဆိုတော့ထူရင်လည်းလည်းလူတန်းတယ်နောက်တော့ဘေဘီမောင်ရောကလည်းအာဒီတန်စင်မောင်ရောကလည်းပဲသူတို့ကလည်းလူတန်းတယ်ကိုဟောကရောကလည်းငွေသားတယ်လူတန်းတယ်ဆိုတော့ကမှဒီဦးဇင်းတို့အချိန်စားကုန်တယ်ပေါ့နော်မိသားမသမီးတွေပေါ့နော်ဦးဇင်းတို့ဒီကိုရန်ဟိုမနီကရောမနုံလုံးအောင်ရော တော့ဆန်လို့စီလို့ပေါ့နော်ဘောလူတန်းကြတယ်ဦးဇင်းတို့ကြောင်းတာတာမှာတယ်ဆာတော့ဆိုလို့ရှိရင်လာပြင်းနေလာပြင်းနေလူတာဆိုရင်ဒီနေ့ဆိုရင်6နှစ်9နှစ်တည်းကိုရောက်ပြီပေါ့6နှစ်9နှစ်တည်းရောက်ပြီဆိုတော့ဒီတစ်ခါမှတော့မပြတ်သေးဘူးပေါ့နော်လာတော့ရေတက်တော့71နှစ်ပြည့်မွေးနေ့ကိုဦးဇင်းတို့တနိုင်ငံလုံးမှာရှိတဲ့မကန်ညာဦးတို့ကြောက်ပတာတို့မန္တလေးတို့မိထီလာတို့နောက်ဒီအသီးသီးပေါ့အလိုရောပြကြောင်း branch ကနေပြီးတော့50နဲ့3ကြောင်းရှိအဲကြောင်းတဲ့အသီးသီးမှာ စာတော်ကြီးရဲ့မွေးနေ့ပေါ့နော်။အကဲမှုတွေပါလူတန်းတင်္ဃာတွေကိုဟိုဆွမ်းစက္ကလူတန်းအောင်ဆန်းနေဆွမ်းပေါ့နော်။စက္ကလူတန်းလည်းတော့ဒီလာပြင်းနေလေးဖြစ်ပြီးမြကြီးရဲ့ကြက်ခါကြီးဖြစ်ပြီးခုနပြောသလိုနေုံလာခြင်းနဲ့မဟာသမယခါမြင့်မှန်တော့ညီညီချင်းချင်းဒါရာနဲ့နေပြီးတော့လာပြေဝန်ကြီးကလည်းအလိုတော်ပြစ်ပါစေလို့စုတော်မိတာပါ ။နေ့ကဆရာတော်ဖျားကြီးရဲ့တက်တော်82နှစ်ပြည့်မွေးနေ့ပေါ့နော်။အဲဒီဖုံဖုံဒီကျောင်းကဆိုရှင်မျိုးကိုနှစ်ယောက်စလုံးဆိုရင်အမျိုးတော်ရယ်ပေါ့နော်။ဖုံဖုံနဲ့ဆိုလို့ရှိရင်လည်းသူရဲ့မြီးတော်ရယ်အတွက်ကြောင့်အမြဲတမ်းလည်းရောက်ဖြစ်တယ်၊ကုသိုလ်လည်းအများကြီးလုပ်ဖြစ်တယ်။ဒါအောင်မှမျိုးဖုံဖုံကဒီကျောင်းမှာမထိုင်ဖြစ်ဘူး။ကျောင်းမရဲ့ချင်းနေအမေရိကန်မှာဒီဟိုဟာ ခုတနေရရပေါ့နော်ကျမရဲ့အကြောင်းဒါပေမဲ့မကူတို့အကြောင်းမှာလည်းဘုံဘုံတက်တော့တကြဒီမှာရှိနေတကယ်တော့ပဲမကူတို့ဒီမှာအလူလေးလှုပ်ဖြစ်တယ်အခုဆိုရင်ဆရာတော်ကြီးအဦးစင်ဘလူးကနေပြီးဥဆောင်ပြီးတော့ဒီနေ့မှာထပ်ပြီးတော့ကုတူလေးထပ်ပြီးတော့လှုပ်ဖြစ်တယ်ပေါ့နော်ဒီမှာလည်းမကူကနေပြီးတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့အလောကထဏာလေးပေါ့အလိုမျိုးဒီနေ့ဆိုမကူဆန်လေးဝေဖြစ်တယ်အဲဒီလိုမျိုးလှူရတဲ့အတွက်လည်းအယံဝမ်းသာတယ်အဒီဟာဦးမဘုံဘုံရဲ့မွေးနေ့ဆိုတာလေးမှာလိုက်ပြီးတော့ထပ်ပြီးတော့ပါဝင်ခွင့်ရတဲ့အတွက်လည်းပိုပြကုတူထူရဲ့အဲ့လိုခံစားရပါတယ်မွေးနေ့ရဲ့လို့တော့မဟုတ်ဘူးပေါ့နော်ကေတို့က အာနေ့စဉ်နေ့တိုင်းလာပြည့်နေ့မှာဆိုလို့ရှိရင်ဆရာတော်ဘုရားကြီးကိုဟိုပါဘောယူဆူပြီးတော့ပေါ့နော်အာလိုပဲဆရာတော်ကြီးရဲ့တပည့်ရင်ပေါ့တပည့်ရင်ပေါ့နော်သမီးညီမလေးရဲ့အကိုပေါ့အာကိုဦးဇင်းကလူကနေပြီးတော့ဥထိုက်ထားပြီးတော့အမြဲတမ်းလာပြည့်နေ့ဆိုလို့ရှိရင်အမြဲအလိုလိုဖြစ်တယ်ဒီလိုပွဲတွေမှာညီမလေးတို့ကလည်းတောက်တအားမှာပါဝင်ဖြစ်တယ်ပေါ့နော်အမြဲတမ်းနောက်ကနေအမြဲစပိုးနေပေးရပေါ့နော်အဲ့လိုအာပါဝင်ပြီးတော့ အဖြစ်ပြရတဲ့အတွက်ကြောင့်အရန်လေးဝမ်းသာပါတယ်ဖုန်ဖုန်လည်းအခုအမေရိကန်နေကြည့်ပြီးတော့စီတီဝမ်းသာဖြစ်မိပါပါရှင်ဒီတက်အများကြီးတာတနာရေပြုတ်ပြီးတော့ကုသိုလ်ရေအများကြီးကြောင့် ထပ်တွေ့ကျင်သေးရပေါ့နော်အခုမိကတို့အရွယ်ရောက်လာတဲ့အချိန်မှာကြာတော့ဖဖုံးနဲ့ကတိတ်မဆုံဖြစ်လိုက်တော့ဘူးမိကတို့ဒီဒီမိကပစိုးရဲ့အနုပြန်လောကတွေမဝင်ခင်မှာပဲဖဖုံးကနေအမေရိကသွားပြီးတော့ဘာဖြစ်နေရပါဘောနော်အခုဆိုညာပတ်တွေကြာမှာပဲစနစ်တက်လောက်မှာဗီဒီယိုကောလောက်ပဲပြောဖြစ်တယ်အဲလိုလဖုံးတီးလေးနဲ့ကိုယ့်ရဲ့ဆွေမျိုးရင်းချာပြီးတော့ပြန်တွေ့ချင်တယ်အမြန်ဆုံးကျမ်းမာပြီးတော့မိကတို့ဒီမြန်မာပြည်ပြန်လာနိုင်ပါစေလို့ဆုတောင်းချင်ပါတယ်ခင်ဟိုကဖဖုံးကပေါ့နော်အရင်တတိရပါတယ်ဟိုရန်ကုန်မြို့လည်းမြန်မာပြန်လာကြည့်ချင်ပါတယ်ကဲတော့ငငယ်ကလေးက နေပြီးတော့မမြဲကဆိုတော့အဲ့လိုမျိုးတော့ရှေ့မှာဆိုလို့ရှေ့ဖုန်းကလေဟဲ့နင်ကအဲ့လိုမျိုးဆိုကရတယ်ဟဲ့နင်တချင်းဆိုဆိုဆိုပြရတယ်ငယ်ကလေးရတယ်မှာအရန်တတိရပါတယ်လို့ဖုန်းကဒီတတ်တော်80မိနစ်ကနေပြီးတော့နောက်နှစ်ပေါင်းရာကျော်အထိပေါ့နော်တတ်တော်ဆိုရှေ့ပါစေဖုန်းလဲဒီထက်မကဘုံတို့ကိုကြည်ပါစေပြည်တွင်းပြပါသာသနာပြုဆရာတော်ကြီးဒီထက်မကပို့ပြီးတော့အလောက်ဆောင်နိုင်ပါစေလို့အကြောင်းပြပါရှင်